ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်ရှင်ကမိခင်ပေါ့နော်မက်ဒစင်ပါဟုတ်ပြီตาအောင်ပြည့်စုံနဲ့မောင်အောင်ပြည့်စုံနဲ့အသက်17နှစ်ตาလေးอ่ะဟုတ်ចောင်းသားဟုတ်ပြီပကန်းညောင်ဦးမျိုးอ่ะပါဆရာကြီးဟုတ်ပြီအညာပေါ့ဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်နဲ့ตาကလေးရဲ့နားနောက်မှာတဲ့အဖူကျိတ်သေးသေးလေးဖြစ်နေလို့ပါတဲ့ဘယ်လားညာလားအဲ့တော့ခွဲမပြောဘူးဆရာကြီးဟုတ်ပြီအဖူကျိတ်လေးဖြစ်နေလားဟုတ် အဖူချိန်လေးဖြစ်နေလို့ပါတဲ့စိုးရင်ရသလားတဲ့အဲ့ဒါတော့ဘေးအရာမှမပေါ်ပါနဲ့ဟုတ်ကဲ့ဆရာပြောလို့ဒါပါမှာပေါ့တဲ့ဝက်ချက်တွေတော့မှအစင်ပြေညုံမိပါမိစတို့ရဟုတ်လားမျက်စိလေးဆွေရင်တော့မှဖြစ်တယ်ဆိုတော့အကျိတ်မှန်သမျှကိုယ်ပေါ်မှာရှိတဲ့အရာမှန်သမျှစွန်ပြောက်လေးကောင်းနေပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ဒါလေးကဆက်ဆက် မြင်ကြည့်ပါသူကလေးကအသက်ဘယ်လောက်တယ်လဲ17နှစ်ဆရာကြီးအဲအဲ့ဒါအကျော်ကြီးစားမှာပဲသိကြတယ်ဟုတ်တယ်ဆရာကြီးအီဂျာကွေးတွေ့စားမယ်စမူစာဘရကျော်လေဖောင်းထုတ်ကျကျော်၅ကျော်ငမုတ်ကျော်အာလူကျော်လေးနဲ့ပုတ်ပွားပွားရတယ်လေအဲ့ဒီစားတာကိုရက်ခိုင်းလိုက်ပါလို့ဟုတ်ကဲ့ဆရာကြီးဆရာကြီးတို့ဒိန်ချင်လေးမှန်မှန်တိုက်ဟုတ်ကဲ့ပါဆရာကြီးမကြီးဖြော်ကြီးလေးတိုက်ဟုတ်ကဲ့ပါဆရာကြီးဒီစိုးရင်ရဲ့ချက်ကျွေးဟုတ်ကဲ့ဆရာကြီးအဲ့ညာလေးကိုတဏ္ဍခါနဲ့ကရမက်နေ့တဏ္ဍခါညကရမက်နေ့တဏ္ဍခါညကရမက်လိမ့်ပြန် လုံးဝအကုန်ကြမများပဲနဲ့မိခင်စိတ်အေးသွားပါစေမယ်လို့ဒီအဲ့ဒါအပူအေးနှစ်ခုမှာအပူတွေအားလုံးရှောင်အေးနဲ့နေထိုင်ရပါမယ်ရေချိုးမဲ့ရေနွေးကိုချိုးရတယ်ရေအေးချိုးပါအဲ့ဒီမှုရတယ်မအိပ်ပါနဲ့ဖြာနဲ့အိပ်ပါနော်လိမ့်နဲ့တေဇောပန်းရာပန်းစီကဲတို့အပူတွေမလိမ့်ပါနဲ့အေးတာကိုလိမ့်ပါ နတ်သဖြူတောင်တန်းကြီးတောင်တန်းကလို့မလိမ့်ပါနဲ့ကရမက်တနခါလိမ့်ပါစားတယ်ဂွေတော်ရဲ့မယ်စလီရဲ့ကိုစားပါချောင်ရှားဓမာကိုမစားပါနဲ့လို့ပြောလို့ပါတယ်တရားကြီးကျေးဇူးတင်ပါအားလုံးစာဝါနာကေဘုရားရှင်းကြပါစီဗျာကျေးဇူးတင်ပါတယ်ဆရာရှင်